ော့ဒီလိုကျွန်တော်ဒီကမျိုးကန်တယောက်ကသူနဲ့တအားဟိုတွဲတဲ့တငယ်ချင်းဖြစ်တော့လိုက်ခဲ့ပါဆိုပြီးတော့ဒီမှာဟင်္ဒရာသူပေါ့နော်အဲသူကရင်ခေါ်လာလို့အဲ့ဒါနဲ့ဟော39 90အဲ့လောက်ကစပါတယ်38နဲ့ရှိပါပြီတမနက်ကလေးတွေဒါအချိန်စိတ်အနည်းဆုံးရောင်းရပါတယ်ဒါနောက်ပြီးတော့ကျွန်တော်တို့ကဒီကြားထဲကို order လက်မခံဘူးညဘာလို့ဆိုတော့ကိုကရောင်းတဲ့အားကိုမကြစေချင်ဘူး ကျွန်တော်တို့ကဆိုင်ရင်ဆိုင်ညွန်းကိုမလျှော့ဘူးပေါ့နော်အာဒီဆိုင်သွားရင်ဘလို့ဘဲချင်းသွားသွားအရသာမပြောင်းလဲဘူးဆိုတော့အဲ recommend လေးတစ်ခုပေါ့နော်အဲ့ဒါကြောင့်မလို့လေကျွန်တော်ကဒီချိန်ထိရက်တည်နိုင်တာပါ ဆိုဒီတေအိုကြီးဆိုတဲ့နာမည်ကကျွန်တော်တို့ကကိုအရင်တော့ဆယ်တကြီးပြားပွဲမှာထမင်းဲစာရောင်းနေဗျထမင်းဲစာရောင်းတော့ကျွန်တော်ဒီတေအိုကြီးနဲ့ဆယ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီမှာစပြီးခြေတဲတာပေါ့နော်ကျွန်တော်လေတွန်းလဲနေဒီတေအိုကြီးကိုတင်ပြီးတော့ရောင်းနေဆိုတော့ဒါထမ်းဒေအိုကြီးနာမည်နဲ့ဆိုပြီးတော့နာမည်တွင်နေအဲ့ဒီအရင်စပြီးတော့ကျွန်တော်ကနောက်ထမင်းဲရောင်းပြီးတော့နောက်တနည်းနည်းနည်းလောက်ကြာမှဒီမွေးငါးဆိုင်ကစပြီးဖြစ်လာတာပါ89 90အဲ့လောက်ကစပါတယ် 38နဲ့ရှိပါပြီ။ကျွန်တော်ညီကိုမောင်မား6ယောက်ရှိတယ်ပေါ့နော်။လက်ရှိရှိအိမ်တော်ခွဲတွေရောဘာတွေရောဒါတွေကမိသားစုလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မိသားစုတွေမရှိပေမဲ့လည်းကျွန်တော်တို့ကမိသားစုလုပ်ငန်းလို့ဝိုင်းပြီးခူကြတယ်။ အဲ့လိုလူမိသားစုလုပ်ငန်းပါကျွန်တော်တို့ကညီကောင်မတို့က6ယောက်မှ4ယောက်ကဝယ်ရပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်2ယောက်ကတော့စီးပွားရေးလုပ်ငန်းရှင်တွေပေါ့ဒါတို့ဆိုရင်ဒါငွေမဆိုရင်ဒါနှစ်ထုတ်လုပ်ငန်းလုပ်တယ်ဒါဆိုရင်တို့ဆိုရင်အရန်အောင်မြင်သွားပြီအနှစ်ထုတ်လုပ်ငန်းကတော့ဟိုဟာကိုဗစ်ကာလမှာကိုဗစ်ကာလမှာဆိုင်တွေအားလုံးပိတ်ထားတဲ့အတွက်ကြောင့်မဟုတ်လုပ်တွေအားနေအားနေတဲ့အချိန်မှာအမျိုးသား အနှစ်ထုတ်လုပ်ငန်းကိုစကြမယ်ဆိုလဲဆိုကဲလုပ်ကြမယ်ဆိုပြီးအနှစ်ထုတ်လုပ်ငန်းကိုအဲ့မှာလေစတာဟိုဒီလိုမျိုးအရသာဖြစ်ဖို့ကိုကျမတို့ကနည်းနည်းချင်းနည်းနည်းချင်းစပြီးတော့၁၀ချိန်လောက်လုပ်ရတယ်စရောင်းတော့ကတော့ကျမတို့ကအဲ့လိုအနှစ်ထုတ်တစ်ထုတ်ကို2500နဲ့ရောင်းတယ်အခုအနှစ်ထုတ်တစ်ထုတ်ကို6000ဖြစ်တယ်ဒီဟင်းသရမှာဝယ်ရင်တော့6000ပေါ့နော်ဟိုနယ်တွေကိုပို့ရလို့ရှိရင်တော့6500ယူတယ်တစ်ထုတ်ကို ျွန်တော်တို့အဲ့အချိန်ကတော့အချိန်ပစ္စည်းအဲ့ဒီပါဝင်ကျင်တော့ပဲဒါပေမဲ့အခုကျတော့အချိန်အစိတ်အဲအဲ့လိုအချိန်အစိတ်အချိန်30လောက်ရှိတယ်ဒါနောက်ပြီးတော့ကျွန်တော်တို့ကဒီကြားထဲကို order လက်မခံဘူးဗျဘာလို့ဆိုကိုကရောင်းတဲ့အားကိုမကြစေချင်ဘူးပေါ့ဗျာနောက်တာဝန်နေကြီးတယ်ပေါ့ဗျာတမနက်ကလေးတင်ဒါအချိန်အစိတ်အနည်းဆုံးရောင်းရပါတယ်ငွေကတော့ခုပုံမှန်တော့ကျွန်တော်ပလိန်တစ်ပွဲကို1500အကျော်တစ်ခုနဲ့1800အကျော်နှစ်ခုနဲ့2100ပေါ့ ။နောက်ငသလားဥရှိတယ်။အိုဘဲဥရှိတယ်။အိုဘဲဥကကျွန်တော်ကဟိုတက်တက်ဈေးပေါ့။ခုခုဆိုရင်ဒါ900ပေါ့။အကျော်နှစ်ခုနဲ့အိုဘဲဥနဲ့ဆိုရင်2800ရောင်းပါပဲ။နောက်ငသလားဥကတော့ကျွန်တော်ကဟိုသူ့ရဲ့အရွယ်ပမာဏကိုလိုက်ပြီးတော့9000ရောင်းတယ်1000ရောင်းတယ်ပေါ့။အဲအဲ့လိုမျိုး။ဒါတော့ငသလားဥကဈေးများလို့ပါ။ငသလားဥပေါ်လာတဲ့အချိန်ကျတော့လေ သူ့ပေါ်တဲ့ပေါ်ပေါ်စီပေါ့ဟုတ်တယ်3000လောက်ပဲဖြစ်သွားတယ်ပေါ့နော်အဲ့ဒါပဲဟုတ်အကျော်ဆိုရင်ကျွန်တော်ဘူဒီကျက်သွန်ပဲကျော်ပဲမွအီချာငဖဲအိုးပဲဥစူးကျော်ကောင်းငင်းမောင်းငတလောက်ဥနောက်ပြီးတော့အဲပဲကတ်ကျော်ဘေယာကျော်အလုံး14မျိုးပေါ့နော်ဘယ်လိုလဲဘုံငါတို့ဘယ်ပြောတော့ဘယ်ဟောင်းလေးဘယ်ဘာလဲငါတို့လားဘာသာကော ငချင်းငမြင့်ချင်းအဲ့ဒါပဲအဲ့ဒါကိုပဲလုပ်တယ်ကြံတဲ့ငါးကိုတော့မလုပ်ဘူးအဓိကတော့ငမြင့်ချင်းရတော့အဓိကပဲတနေ့စာတနေ့ဝယ်ပြီးတော့လာအချက်ပဲပေါ့နော်ဒီနေ့အနှစ်ထုတ်လုပ်တယ်ဒီနေ့လုပ်တဲ့ဟာဒီနေ့ငါးကိုခုမနဲ့အစောကြီးသွားဝယ်တယ်ကင်တယ်ပြုတ်တယ်ပြီးစီတတ်တယ်ဟာတနေ့ကိုဟာဒကြိမ်ပေါ့တနေ့မနေ့ပိုင်းမနေ့သုံးနာရီကနေစပြီးအနှစ်ထုတ်လုပ်ငန်းကိုစလုပ်တယ်၁၇နာရီလောက်ဆိုလို့ရှိရင်တော့လုပ်ပြီးသွားပြီတနေ့ကို အိမ်မာတွေရောင်းတာတဲ့အထုပ်က150လောက်ရောင်းရတယ်အိမ်မာတွေရောင်းတာပေါ့နော်ကျွန်တော်ဟင်းသရကြတော့ဒီမှာမွင်းကားကိုကောင်းချင်းလေးထည့်စားတော့စီစီလေးပေါ့နော်အဲအဲ့လိုမျိုးလေးဆိုတော့တချို့ကအေးဘုံညောများနဲ့မကြိုက်ဘူးအဲ့လိုမျိုးစီစီလေးကြိုက်တယ်လူမျိုးကြတော့ကောင်းချင်းထည့်စားတယ်အကျွလေးကြတော့လေကိုပိုင်ကွာကိုထမင်းလေးထည့်လာတယ်ထမင်းလေးနဲ့စားတယ်ဒါသူ့ရဲ့သူ့ရဲ့အကြိုက်ပေါ့နော် မှာဟိုတနေ့ကဆိုရင်ဟိုရာဇာနေဝင်းတို့မောင်နှမတွေပေါ့ရာဇာနေဝင်းဟေမာနေဝင်းသူတို့ကအဲယွန်းရွှေကြီးသူတို့ကရိုက်ကူးရေးရှိတော့ဒီမှာ break back စားပြီးကြမှာသွားကြတယ်ခင်ဗျအဲအဲ့လိုမျိုးလေလာပါတယ်လာပါတယ်အဆိုတော်တော်တော်များများလာတယ်ဂျီမောင်မောင်လာတယ်အဲအဲ့ဒါမျိုး now ဟိုစိန်ဝင်းထွန်းတို့လေးဖြူအငဲ့မယ် IC တပွဲလုံးလာကြလာကြပါတယ်အင်းဒါရောက်တဲ့သူတိုင်းကကျွန်တော်လာစားကြတယ်ဟုတ်ကဲ့ဟုတ်ပါတယ်မယ်လိုဒီကတော့ဒီလို ကျွန်တော်ဒီကမျိုးကန်တယောက်ကသူနဲ့တအားဟိုတွဲတဲ့တငယ်ချင်းဖြစ်တော့လိုက်ခဲ့ပါဆိုပြီးတော့ဒီမှာဟင်္ဒရာသူပေါ့နော်အဲသူကရင်ခေါ်လာလို့အဲ့ဒါနဲ့ဟောအဲသူကတော့ဘယ်လိုပြောမလဲဆိုဟင်္ဒရာရောက်ရင်ဒီလိုမျိုးဟင်းအကျော်စုံစုံနဲ့စားရတာဒီဒီဇိုင်းမဲရှိတယ်ပေါ့နော်များသောအားဖြင့်ဆိုင်နေရှိပါတယ်ဟင်္ဒရာမှာဒါပေမဲ့ ဒီလောက်အကျော်မစုံဘူးပေါ့3ရက်ရေခဲတက်တာအခဲကန်းထဲမှာဆိုတော့3လထားလို့ရတယ်3ရက်ဆိုတာကတော့ကျမတို့ကအ ਨੇ ဆုံးပြောပြထားတာပေါ့နော်အများဆုံးကတော့တစ်ပတ်လောက်ထိထားလို့ရတယ်အဲဒီတထုပ်ကိုမုံပတ်90သားအခုရောင်းနှန်းဆိုလို့ရှိရင်9ပွဲစာပေါ့9ပွဲစာစားလို့ရတယ်သူကအနှစ်ထုပ်ကရေသားနှစ်ဘူးနဲ့ချက်ယုံမယ်နောက်ထပ်ထပ်ပြီးတော့ငါးတို့စမ်းမုံတို့ငပြိုင်တို့ချုံမုံတို့ဘာမှနောက်ကလိုက်เสียမလို့တော့ဘူး ကျွန်တော်တို့မနေ့၄နာရီဆိုဖွင့်ပြီဒါပေမဲ့၈နာရီကျော်ဆိုရင်ကျွန်တော်ကကုန်နာများတယ်ကုန်ရင်ကျွန်တော်ဆိုင်ပိတ်လိုက်ပြီနေ့ကင်းပိုင်းမှာတစ်ခါပြန်ဖွင့်တယ်ကျွန်တော်တို့ကဆိုင်ငိန်ဆိုင်ညွန်းကိုမလျှော့ဘူးပေါ့နော်အာဒီဆိုင်သွားရင်ဘလို့ဘဲချင်းသွားသွားအရသာမပြောင်းလဲဘူးဆိုတော့အဲ recommend လေးတစ်ခုပေါ့နော်အဲ့ဒါကြောင့်မလို့လေကျွန်တော်ကဒီချိန်ထိရက်တည်နိုင်တာပါဟုတ်ကဲ့အာအေးနည်းနည်းစားတတ်တယ် ဟောခုလို့လာပြီးတော့ကျွန်တော်တို့အင်တာဗျူးတာတွေရောနောက်ပြီးလာပြီးနေ့စဉ်စားသုံးတဲ့အဲအနေနဲ့ရရက်ကဧည့်သည်ပြိတ္တတ်တွေကိုကျွန်တော်တို့ဆိုင်ကိုအားပေးတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ရှိပါတယ်ဒီဒီဇိုင်းလေးကတော့ဒါပထမမူရင်းထုတ်တဲ့ဒီဇိုင်းအခုဒီအိတ်ခွန်ကဝဲမရတဲ့အတွက်ကြောင့်မလို့အခုဒီဘက်အိတ်ခွန်လေးကိုပြောင်းပြီးတော့ထုတ်လုပ်ထားပါတယ် ဟိုစားသုံးသူတွေလည်းဒီလိုမျိုးပြောင်းလိုက်တဲ့အတွက်ကြောင့်အတုလို့ထင်နေမှာဆိုလို့ပါဟိုဖတ်ပုံလဲတင်ပြီးသားပါစားသောက်ကုန်လုံးကအကုန်လုံးဖတ်ပုံတင်ပြီးသားတွေပါပါဝင်တဲ့အလေးချိန်တွေပါဝင်မှုပစ္စည်းတွေကတော့ဘာမှမပြောင်းလဲဘူးနောက်နောက်ကိုလည်းဒေဝကြီးကိုဆက်လက်ပြီးအားပေးကြပါအောင်လို့မြစ်တာရက်ခံပါတယ်